မြန်မာဘေးအန်ဒဂေါ်ပြပွဲဟာနိုင်ငံတကာကကုမ္ပဏီပေါင်း200ကျော်ပါဝင်ပြသနေတာကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေစားလုံရေးလုပ်ငန်းရှင်တွေနဲ့ဒီတုကပညာရှင်တွေမဖြစ်မနေတက်ရောက်တဲ့ပွဲတစ်ခုဖြစ်ပါတယ်။ဆောက်လုပ်ရေးကဏ္ဍတိုးတက်လာတာနဲ့အမျှဆောက်လုပ်ရေးပစ္စည်းတွေလိုအပ်ချက်မြင့်တက်လာတာကြောင့်ဒီပြပွဲလေးကျင်းပပြုလုပ်တာဖြစ်တယ်လို့ Archivit Van Thong ကဆိုပါတယ်။ have more uh, hotel more uh, resource and different type of building office building coming in so uh, contractors developers architect we need to learn more like okay. ဒီပြောင်းပွဲမှာဟိုတယ်တွေအင်ယာတွေလုပ်ငန်းလာလာပပတွေတည်ဆောက်နိုင်မဲ့ဒီပညာတွေလေ့လာနိုင်မှာပါဒီပြောင်းပွဲကိုလာမယ်ဆိုရင်စောက်လို့ရပစ္စည်းတွေကြောင်းကောင်းကောင်းနားလည်သွားမှာပါဒီပြောင်းပွဲဟာမြန်မာစောက်လို့ရကဏ္ဍအတွက်တရားဥပဒေရှိစေပါလိမ့်မယ် ပြပွဲမှာမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းကဦးဆောင်ပြီးအနာဂတ်အဆောက်အဦတွေကြောင့်ဆွေးနွေးပွဲတွေလည်းပြုလုပ်မှာဖြစ်ပါတယ်။ပြပွဲမှာပြတ်တနေတဲ့ SCG Company ကတော့ထိထွင်စသက်မှုနဲ့ဤပညာအသစ်တွေကိုမြန်မာပြည်ကဆောက်လုပ်ရေးကဏ္ဍမှာချပြခြင်းတယ်လို့ဆိုပါတယ်။ We have not at least the 20 products 20 is the products uh, of the building material and we know uh, SCG ကဒီပြပွဲမှာပစ္စည်းအမျိုးအစား20ကျော်ပြတ်တာထားတာပါဒီပွဲမှာပစ္စည်းအစ်စ်တွေနည်းပညာအစ်စ်တွေကိုပဲပြတ်တာထားပါတယ်ဒီပွဲတက်ရောက်လာတဲ့ပြိသက်တွေကတော့အင်ကိုလှပ်ပအောင်ဆောက်လုပ်နိုင်မှာသိကြပါတယ် and do your how better beautiful and uh, modernized yeah so